ဘရိုကလင်းတံတားနဲ့တိုက်မိပြီးရွက်တိုင်တွေချိုးချခဲ့တာကြောင့်တင်မောတွင်ရှိလူအများထိခိုက်ဒဏ်ရာရခဲ့တဲ့မက္ကဆီကိုနိုင်ငံကရေတပ်တင်မောကြီးပိုက်သမျှအလုံးမဲမင်္ဂလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်။ကဘာတဝမ်းမှာမတော်တဆမှုတွေကစက္ကန့်မိနစ်နဲ့အမျှဖြစ်ပွားနေတာတွေရှိပြီးနိုင်ငံနဲ့ချီတဲ့မတော်တဆမှုကြီးတွေလည်းဖြစ်ပွားနေတာပါ။ အခုခါမှာတော့မတော်တဆမှုအခြေချက်ဖြစ်ပွားသွားခဲ့တာမျိုးမဟုတ်ပေမဲ့နိုင်ငံတကာသတင်းဌာနတွေမှာပြန့်နှံ့လာတဲ့မတော်တဆဖြစ်ရပ်တစ်ခုရှိနေကြတာဖြစ်ပါတယ်။ဒါကတော့ပြီးခဲ့တဲ့မေလ18ရက်နေ့ကအမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့အထင်ကရအဆောက်အဦတစ်ခုဖြစ်တဲ့ Brooklyn တံတားချင်းနဲ့တိုက်မိတာကြောင့် Mexico ရေတပ်သင်္ဘောကြီးတစ်ခုထိခိုက်ပျက်စီးခဲ့ရတာပါ။ Mexico ရေတပ်သင်္ဘောကအမေရိကန်နိုင်ငံမှာကျင်းပတဲ့ပွဲလမ်းသဘင်တစ်ခုအတွက်ချစ်ကြည်ရေးရောက်ရှိနေတာဖြစ်ကောင် Brooklyn တံတားအောက်ခြေကိုဖြတ်သန်းမောင်းနေတဲ့အခါရွက်တိုင်တွေနဲ့တံတားနဲ့မလွတ်ကင်းတာကြောင့်တိုက်မိခဲ့တာဖြစ်ပါတယ်။ တိုင်းမြေခဲ့တဲ့မက္ဆီကိုတင်မောကြီးကတော့ရေတက်လေးချင်းသွားလာဖို့အတွက်အသုံးပြုနေတဲ့တင်မောတစ်ခုလို့သိရပါတယ်။အခုလိုမတော်တဆတိုင်းမြေခဲ့မှုကြောင့်တင်မောကုန်းဘတ်ပေါ်ကရက်တိုင်ထိတ်ကအကျိုးပဲတွေပြုတ်ကျလာပြီးရေတက်တင်မောသားတွေထိခိုက်ဒဏ်ရာရတာတွေလည်းရှိခဲ့ပါတယ်။ တိမောပေါ်မှာတော့လူရေ200စီးနေလိုက်ပါလာတာ ဖြစ်ကရေတက်အမှုထမ်းတွေသာဖြစ်တယ်လို့သိရပါတယ်။တိမောကြီးကချစ်ချစ်ရေအတွက်ပွဲတက်ရောက်ရှိလာတဲ့တိမောကြီးဖြစ်ကခန်းခန်းနာနာထဲထဲဝဝဖြစ်အောင်ပြင်ဆင်ထားကြတာပါ။ရေတက်တိမောတို့ခုဆိုပေမဲ့အပျော်စီးတိမောတို့ခုနဲ့အလားတန်တူနေက Brooklyn တရားကြီးနဲ့တိုက်မိခဲ့တဲ့ရွက်တိုင်တွေတစ်ခုလုံးနဲ့မီးအလင်းရောင်တွေနဲ့အလှဆင်ထားတာပါ။တိမောကုန်းဘတ်တစ်ခွင်မှလည်းပြိုးပြတ်လာတဲ့မီးရောင်တွေနဲ့အလှဆင်ထားပြီးတကယ်ကိုအပျော်စီးတိမောကြီးတစ်ခုနဲ့တော့မှားရအောင်ထိအသေးချပြင်ဆင်ထားဖြစ်ပါတယ်။ရွက်တိုင်ကြီးတွေကလည်းကြီးမား မြန်မာပြည်ထဲဝောင်ပြင်ဆင်ထားမလို့မက္ကဆီကိုရေတပ်သင်္ဘောကြီးစတင်ထွက်ခွာချိန်မှာဘရိုကလင်းဒဒါနာတဝိုက်လာရောက်ကြည့်ရှုသတင်းများပြခဲ့ပါတယ်။ဒါပေမဲ့ဒီလိုခန္ဓာထဲဝောင်မှုတွေကပဲသင်္ဘောကိုဘရိုကလင်းဒဒါနဲ့တိုက်မိစေခဲ့တာပါ။မက္ကဆီကိုရေတပ်သင်္ဘောကတော့ရွက်တိုင်ကြိုးစားတာတွေရေတပ်သားအမှုတန်းတွေထိခိုက်ဒဏ်ရာတွေရရှိခဲ့ပေမဲ့ဘရိုကလင်းဒဒါကြီးကတော့ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ပါဘူး။ ဒါပေမဲ့နယူးယောက်မြို့နယ်ရေးပေါ်အခြေအနေထုတ်ပြန်ရေးဌာနက Brooklyn တနားမှာမူမမှန်တဲ့ကိစ္စတခုရှိတယ်လို့လည်းအတည်ပြုထားပါသေးတယ်။ဒီလိုတွေသတင်းထုတ်ပြန်ထားပေမဲ့အသေးစိတ်ကိုတော့ဖော်ပြပေးထားတာမျိုးမရှိပါဘူး။မက္ကဆီကိုရေတပ်သင်္ဘောဘက်ကထိခိုက်ဒဏ်ရာရထားတဲ့တပ်သားတွေကိုတော့အမေရိကန်နိုင်ငံနယူးယောက်မိသားဌာနကကယ်ဆယ်လုပ်ဆောင်ပေးထားတာပေါ့ဒါပေမဲ့သင်္ဘောဘက်ကထိခိုက်ဒဏ်ရာရသူဘယ်လောက်ရှိတယ်ဆိုတာကိုတော့အတိအကျထုတ်ပြန်ပေးထားတာမျိုးမရှိသလုံး ဘရိုကလင်းတရားပေါ်မှာလူတွေထိခိုက်မှုရှိလားဆိုတာနဲ့ပတ်သက်ပြီးလည်းထုတ်ပြန်တာမရှိဘူးလို့သိရပါတယ်။အဆိုပါမက္ကဆီကိုနိုင်ငံရေတပ်သင်္ဘောတိုက်မိတဲ့ဗီဒီယိုကခုလရှိမှာတော့နိုင်ငံတကာသတင်းဌာနတွေမှာပဲ online ပေါ်မှာပါပြန့်နှံ့နေခဲ့ပြီးကြီးစုသူအများကလည်းဒီဖြစ်ရပုံမှတ်ချက်ပေးနေခဲ့ကြတာပဲဖြစ်ပါတယ်တရာကြီးတစင်းလုံးကိုတော့မမြင်ပဲတိုက်မိအောင်မောင်းနေခဲ့တဲ့တင်မော့ကပတိန်ကိုဝိုင်းဝန်းအဖြစ်တင်နေကြကောင်အချို့ကတော့တရာရဲ့အမှားဆိုတော့ခနဲ့ပြောဆိုနေကြပါတယ်တင်မော့လိုင်ရလက်မှာတရာဆောက်ထားတဲ့အာနာပိုင်နေရဲ့အမှားလို့လည်းရွက်ဆောင်ပြောဆိုတာတွေရှိနေကြတာပါတင်မော့ကြောင့်အနေငယ်ဒီခမိသူတွေကတော့အင်ဂျင်ချုံရမှုကြောင့်ဖြစ်တယ်လို့သုံးသပ်နေကြပါတယ်အဆိုပါမက္ကဆီကိုတင်မော့ကဘရိုကလင်းတရာကြီးနဲ့မတိုက်မိခင်မှာနောက်ပြန်ရွေရှားနေတယ်လို့ဖြစ်နေတာကြောင့်စာချုံ င်းချက်လို့လဲယူဆကြသလုံးတချို့ကလည်းဒီရေအတက်ကြသတိမမှုမိကြလို့စသဖြင့်မျိုးမျိုးသုံးသပ်ပြောဆိုနေကြတာပါဘရီတတ်တိုအနေနဲ့ရောမက္ကဆီကိုရတက်တင်မော့ကြီးရဲ့ဘရုတ်ကလင်းတံတားနဲ့တိုက်မိခဲ့တဲ့အဖြစ်ပြက်နဲ့ပတ်သက်ပြီးမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ